အဲ့အတော့တွဲမှာဟုတ်တိုက်ဖို့အတွက်ပဲစဉ်းစားမယ်ဆိုရဲပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်မင်း online စစ်တဲ့ကြောက်ကိုကြောက်တယ်တကယ်ကိုအကြောက်ဆုံးကသူ့သူ့အတွက်ကအဲ့ဒါပဲမင်္ဂလာပါသွားနေလာနေရဆိုတော့ဒါအဆင်မပြေလို့ပေါ့နော်အခုမှပဲတရင်ကောင်းနေပြန်ပြီးတော့တင်ဆက်ပါမယ်ပေါ့နော်ဒါအခုဆိုလဲဒါ ပြည်သက်တွေ24ဦးအလင်းဝင်နေဆိုပြီးတော့တို့တွေဝါရဖြန့်တာရှိတယ်။ဝါရဖြန့်တာမှာတို့ရဲ့လူကြီးပိုင်းနေရာစလာပြီးတော့ကြိုဆိုတဲ့ပုံစံမျိုး၊ဂုံပြူတဲ့ပုံစံမျိုးနဲ့အဲကြိုဆိုလက်ခံနေပေါ့နော်။အဲဒါကြောင့်မလို့ဒါတော့လည်းမှာဘွာဆုံးခံမဲ့စားအခုလိုမျိုးလင်းဝင်မှာလက်နဲ့ချပါဆိုပြီးတော့အဲမိဘတွေစီကိုပြန်အပ်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်နေတာရှိတယ်။ဒါဟာတသက်မဲ့ဝါရဖြန့်တာဖြစ်တယ်။ဘာလို့လဲဆိုတော့ကြောင့် PDF တက်ဖွဲ့တွေကိုတော့ကြည့်လိုက်တကယ်ခံယူချက်စိတ်တဲ့နဲ့ဒေါ်လာနေကြတာဘသူမှသူတို့ကိုရိုက်သွင်းတာမဟုတ်ဘူး။ ဘသူမှသူတို့ကိုခုနလိုဝါရမိုင်းတိုက်ပြီးတော့ဒီတော်လန်ရင်းတွေလှုပ်ဖို့အတွက်ပြောထားတာမဟုတ်ဘူးသူတို့ရဲ့အသိစိတ်မတရားတာကိုတော်လန်ခြင်းနဲ့စိတ်ဒါမခံခြင်းစိတ်ပေါ့နော်အဲဒီကောင်တွေကိုပြန်ပြီးတော့လက်နက်ကင်မှလက်နက်ကင်ပြီးတော်လန်မှရမယ်ဆိုတဲ့စိတ်တွေနဲ့လောထဲကိုဝင်ရောက်လာပြီးတော့စစ်ပညာရေးတင်ပြီးပြန်တိုက်တာအဲ့လိုမျိုးတပ်ဖွဲ့တွေကဘဲကောင်အလင်းဝင်ပါလေဟုတ်တယ်မလားခံယူချက်တွေစိတ်သက်တွေလုံးဝကြီးမားချက်တွေရှိထားတာဗျာယုံကြည်ချက်တွေနဲ့လာတာဗျာအဲ့အဲ့တော့ကျတော့အဲ့လိုမျိုးလာတဲ့လူငယ်တွေက ခုနလိုမျိုးဒါအလင်းဝင်တယ်ဆိုပြီးတော့ဝါရဖြတ်ရလောက်အောင်ဒါကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကမမိုက်မဲဘူးပေါ့နော်အဲ့လိုမျိုးခံယူချက်စိတ်တက်မရှိပဲတိုက်နေတာဆိုလို့စစ်ကောင်စီတပ်သားတွေပဲရှိတယ်မယုံဘူးလားတကယ်ကြည့်ကြည့်လိုက်တကယ်စစ်ကောင်စီတပ်သားတွေဘာကြောင့်ဒီစစ်ပွဲကိုတိုက်နေရတယ်လဲသူတို့မသိဘူးမသိလို့နောက်ကနေအချိန်ချင်းလိုက်ပြီးတော့ပြောနေရအာမင်းတို့ကောင်တွေဒါအခုလိုမျိုးလောက်ကိုလောက်ရမယ်အသက်ပေးကိုပေးရမယ်ဒါကငါတို့နိုင်ငံတော်ကြီးကိုကာကွယ်ဖို့ဘာဖို့ညာဖို့ မင်းရဲ့မိသားစုတွေကာဝယ်ရုပ်ဆိုပြီးအဲ့လိုမျိုးဝါရမိုင်းနေစစ်ကောင်စီကလိုက်ပြီးတော့ဒါမိုင်းတိုက်ပေးနေရတာဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကအဲ့လိုမျိုးလုံးစရာအကြောင်းကိုမရှိတာအဲ့တော့ကျတော့မီဒီယာစစ်မှန်တယ်ဆိုရင်လက်နက်ချအလင်းဝင်စရာအကြောင်းကိုမရှိဘူးလုံးဝအဖမ်းခံရမယ်ဆိုရင်တော့မကိုကိုတက်တည်ပြမယ်ဆိုရဲပီဒီယာတပ်ဖွဲ့တွေအများကြီးရှိအဲ့ဒါဟာတသက်မဲ့ဒါဝါရဖြစ်တာဖြစ်တယ်ဗောနော်အဲ့တော့ခံယူချက်စိတ်တက်တဲ့လှုပ်တဲ့ဇူတွေကတော့ဒီလိုလုံးစရာအကြောင်းမရှိဘူးဗောနော်နောက်တစ်ခါတော့ဒါ PLA ကဒါကန်တော့ yes scan ကိုတင်လိုက်တယ်ဗောနော်အဲတင်လိုက်နိုင်တဲ့အခါမှာ နှစ်ရက်နေ့ကနေစပြီးတော့19ရက်နေ့ထိတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတယ်ပေါ့နော်အိုက်တော်တွင်းမှာလည်းဒါ F7 ဒါတိုက်လျင်တစည်းကိုဖျက်ချနိုင်ခဲ့တယ်ပေါ့နော်ဖျက်ချနိုင်ခဲ့တယ်အဲအဲဥစားမှာတချို့လည်းပြောကြတယ်ပေါ့နော် FTC 2000G တို့ Mid 29တို့ဒါမျိုးပြောကြရှိတယ်တကယ်တော့ F7 မှာဆိုပြီးတော့ဒါထုတ်ပြန်လာတယ်ပေါ့နော်အဲအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါကလည်းအကျိုးမြတ်အရင်ကြီးမားတယ်အဲပြီးတော့ဒီရုပ်တံတွေတချို့ထွက်လာတဲ့ဟာတွေမှာလည်းမြင်ရလိမ့်မယ်ပေါ့နော်အဲသတင်းတောက်လုတ်တဲ့သူကလိုက်ပြီးတော့ဒါရှင်းပြနေတဲ့ခါမှာဒီပြည်သူပိုင်နဲ့အဆောက်အဦ ကယ်တူးတယ်ကြီးမားတယ်အဆောက်အဦသုံးရတိုက်လို့ဟာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာအဆောက်သူတို့ခန့်စစ်တေချာပြင်ထားတာခန့်စစ်ကုန်မှာဘလိုလောင်ပြင်ထားလဲဆိုတော့ဒီအဲ့တိုက်ကြီးထဲမှာကိုပဲဒီတဲအိတ်တွေဘန်ကာတွေသူတို့လှုပ်ထားတယ်ပြီးရင်လုံးဝအပြင်းအနေပြီးတော့စနိုက်ပါကြီးလို့မရအောင်ဆိုပြီးတော့အတွင်းထဲကနေပြင်ပြားတွေနဲ့တန်အနေနဲ့ရိုက်ထားတာမျိုးတွေလည်းတွေ့ရတယ်အဲပြီးတော့ဒီဒီနေထားတဲ့နေရာရဲ့ပတ်ဝန်းကျင်ပေါ့နော်ချန်စီယိုဆိုလဲသူတို့ရင်တိုက်ဒူးတိုက်တွေအားစလှုပ်ထားတယ်ဝလုံးအချွန်တွေကိုအပြင်မှာဒါထိုးဆိုက်ပြီးတော့ရင်တိုက်ဒူးတိုက်ပုံစံမျိုးပေါ့ဗျာ လလကူကိုချိုးဖြတ်ပြီးတော့ဝင်ရောက်မလာနိုင်အောင်ဆိုပြီးတော့ဒါအဲခန်းစစ်တေချာပြင်ထားရပါတော့အဲ့လိုပုံစံမျိုးကြီးလည်းပြင်ထားတယ်အဲပြီးတော့ကျတော့အဲ့ဒီနှစ်ရက်နေ့ကနေ16ရက်နေ့အတော်အတွင်းမှာလည်းစစ်ကူစစ်ကြောင်းနေအတကုံလွတ်တယ်အဲအဲ့ဥစ္စာကိုဒါတော်လိုင်းပူပေါင်းတက်ဖွဲ့တွေကဒီစစ်ကူစစ်ကြောင်းနေမလာနိုင်အောင်လို့ဖြတ်တောက်တိုက်ခိုက်တာမျိုးတွေကိုပြီး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 လှုပ်ဆောင်နိုင်ခဲ့တယ်တခါတိုးလာတဲ့မရဘူးလန်ကြရင်နှစ်ခါတိုးရမရဘူးသုံးခါတိုးရမရဘူးနောက်ဆုံးစိတ်တဲ့တွေပါကြအဲဥစ္စာကလည်းစိတ်တဲ့တွေကိုရိုက်ချိုးရတယ်အတူတူပဲ ဒီစစ်ကောင်စီဘက်ကနေပြတာစစ်ကူလာမဲ့လမ်းကြောင်းတွေကိုဒါရဲစခန်းမှာရှိတဲ့ကောင်တွေကလည်းစောင့်အဲ့လိုမျိုးနဲ့စောင့်ရင်းစောင့်ရင်းနဲ့သူတို့တောင်းခံနေရင်းနဲ့အဲခုနကလိုလာတဲ့စစ်ကြောင်းတွေကမရောက်မရောက်မရောက်ရောက်လာသမျှဟာအကုန်လုံးဖျက်တိုက်ခံနေရတဲ့အချိန်မှာဒီရဲစခန်းမှာကြံတဲ့ကောင်တွေကလည်းဒါစိတ်သက်တွေပြပြားကုန်တယ်ပေါ့နော်ပြပြားကုန်တယ်အဲပြီးတော့စစ်ကောင်စီဘက်ကအလုံးစုံသူကသူတို့လောက်ရမဲ့ဟာအကုန်လုံးလောက်သွားတာပြအောက်မှာရှိတဲ့ကောင်တွေကလည်းခန်းစစ်ပြင်ပြင်တာရှိသလိုအဲ့လိုလက်နက်ချအညံ့ခံမှုဆိုတဲ့ပုံစံမျိုးအဆ တို့မမြင်အောင်ဒီတိုက်ပွဲအကြီးကာလာတော့တွင်းမှာပေါ့နော်ပြီးတော့စစ်တပ်ဘက်ကလေကြောင်းပစ်ကူလာတယ်အကြိမ်200ကျော်လာတယ်ဘုံအလုံးရင်900ကျော်ကျဲချတယ်ပေါ့နော်အဲ့လောက်ဒီကိုပြင်းပြင်းထန်ထန်တို့လှုပ်ဆောင်နေ MI 35အနေနဲ့ပြစ်ခတ်တာတွေရှိတယ်ပြီးတော့ဒါလင်းကျသွားတဲ့နေရာမျိုးဆိုရင်လည်းဒါနောက်နေ့ကျတော့ဒါဘုံနေနဲ့လာကျဲတာတွေရှိတယ်အဲဘုံနှလုံးလာပြီးတော့ထပ်ပြီးတော့ကျဲချရဲရှိတယ်တော့ရှောက်တော့ရှောက်ပါဗျာတို့လှုပ်ရမယ့်ဟာအကုန်လုံးတို့လှုပ်တယ်အဲပြီးတော့ကျတော့ဒီရိတ်ခါတွေလက်နက်ခဲယမ်းတွေအဲ့ဒါကြီးလေလေကြောင်းအနေချပေးတယ် ူကဆိုရတာမရတာတပိုင်းပေါ့နော်ဒါပေမဲ့စစ်တပ်ကကောင်တွေကသူတို့လှုပ်ရမယ့်ဟာအကုန်လုံးတော့ရှော့လှုပ်ပေးတယ်အဲ့နေရာတွေမှာသူတို့အတွက်အရန်အရေးကြီးတဲ့နေရာတွေချက်ချာကြတဲ့နေရာတွေဖြစ်တယ်ဆိုတော့သူတို့သိတဲ့နောက်မှာအဲသူတို့ခိုင်းထားတဲ့ကောင်ကလည်းခိုင်းထားတဲ့အချိန်တေချာလုံနိုင်တယ်လို့အပေါ်ကနေပြီးတော့လည်းဒါဒါသူတို့ကိုအုပ်ချုပ်ထောက်ပံ့မှုကောင်းကောင်းပေးတယ်ဒါပေမဲ့လုံးဝမရလိုက်ဘူးအချိန်တန်ပြီဆိုရင်တော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံရမယ်ဆိုတဲ့ဟာကလည်းဒီဖြစ်စဉ်မှာဒါသိသာစေတယ်ပေါ့နော် ဲဥစ္စာကလည်းဒါကျွန်တော်တို့တော်လိုင်းရီမန်ချက်တွေပို့ပြီးတော့ထပ်တန်လာစေတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘက်ကတော်လိုင်းပြည်သူတော်တော်များများတိုက်ပြီးဟေးဆိုတာနဲ့ရတော့မယ်ဆိုပြီးတော့ကျင်းသေးတယ်ဆိုတဲ့ဟာကိုကျွန်တော်ကလုံးဝယုံကြည်ထားပြီးသားရက်ကြရင်ကြမယ်ကာလကြရင်ကြမယ်မြန်မြန်ပဲဗောဗျာဒါမဲ့တော်လိုင်းတက်ဖွဲ့တွေကတိုက်မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့အဲ့စကန်ကရောက်ကိုရပြီးသားပဲအဲခုနလိုဗောရက် ကာလကြာတာရှည်တာတူတာဒါမျိုးတော့ကွာတာဗောလေနော်အဲ့တော့စစ်ကောင်စီဘက်က ဒီစကန်မကြဖို့ရေးကိုတို့အသေးအတန်လုပ်ခဲ့တယ်ဒါပေမဲ့လည်းကြသွားတယ်ဒီကန်တော့ yes scan ဆိုရင် plan မျိုးနယ်ထဲမှာ plan မျိုးနယ် yes scan ပြီးရင်ဒီစကန်ကတကယ်အကြီးဆုံးစကန်တစ်ခုဖြစ်တယ်ဗောနော်အဲဒါပေမဲ့လည်းအခုတော့ဒလိုင်းတက်ဖွဲ့တွေအောက်မှာပြပြမှောက်တယ်ဗောနော်နောက်တစ်ခုကတော့ဒါငွေတိုင်းငဖဲမျိုးနယ်တွေကနေရီကန်စကန်ဗောနော်အဲလေကြောင်းရန်တက်စကန်ရဲ့ကာကင်းတစ်ခုအဲကာကင်းတစ်ခုကိုလည်း CD ရဲ့အရှုတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်တယ်ဗောနော်တိုက်ပွဲကာလ15မိနစ်15မိနစ်တိုက်ပွဲကြာချိန်ဗောနော်အဲ15မိနစ်အတွင်းမှာ အဲချက်ချင်းလက်ကြီးတေွားလာသူတို့ဘက်ကတယောက်ပေါ့နော်စကားစားဘက်ကတယောက်ပြီးရင်ကြံတဲ့ကောင်အကုန်လုံးထွက်ပြေးတာအဲစကန်းကအယောက်30ကျော်အင်အားရှိတယ်အဲပြီးရင်ဖမ်းမိတာအရှင်ဖမ်းမိရတယောက်ရှိတယ်ပေါ့နော်လက်နက်ခင်းရင်သိန်းစီရရှိတာတွေလည်းရှိတယ်ပြီးတော့ဒါစိန်မြောင်းကွန်မန်ဒိုစိန်မြောင်းနေလဲအဲသိန်းစီရရှိတာရှိတယ်အဲအဲ့တော့ရှေ့မှာလဲဒီတပ်ဖွဲ့ကဒီ23ယောက်တယ်23ယောက်ထွက်ပြေးလို့ဖမ်းစီရရှိတဲ့ဆိုတော့သတင်းထုတ်ပြန်တာကလည်းရှိတယ်ပေါ့နော်အဲ့တော့ဇက်တိုက်ဇက်တိုက်ကိုဒါတိုက်ပွဲတွေဖော်ဆောင်နေတယ် အဲဆစ်စင်ရည်တွေလုတ်ဆောင်နေတယ်အဲအဲ့လိုမျိုးလိုက်ဖမ်းရရရှိတဲ့အပြင်မှာအခုစကန်းတွေပါထပ်ပြီးတော့တိန်းတဲ့အနေထားတွေဖြစ်လာပြီအဲ့မှာလည်းပူပေါင်းပါဝင်တဲ့အဖွဲ့တွေအများကြီးပေါ့နော်အဲခုန PLN နဲ့ဆိုလည်းပူပေါင်းပါဝင်တဲ့အဖွဲ့တွေအများကြီးရှိတယ်အဖွဲ့တွေကခုနောက်ပိုင်းမှာပူပေါင်းပြီးတော့လုတ်ဆောင်တဲ့အပိုင်းတွေကပို့ပြီးတော့အားရစရာကောင်းလာတယ်အကုန်လုံးကတယောက်ရဲ့လက်ဟာမှုကိုတယောက်ကဖြည့်ပြီးတော့ အဲတယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကအတူတူတွဲခေါ်ပြီးတော့လှုပ်ဆောင်နေတဲ့ဟာတွေကတကယ်အားရစရာကောင်းတယ်အဲစစ်ကောင်စီအကြောက်ဆုံးကလည်းအဲဥစားပဲပေါ့နော်အဲဒီစကမ်းမှာဆိုလည်းဒါစစ်ကောင်စီဘက်ကကောင်းနေမနိုင်တော့ကြတော့ထွက်ပြေးတယ်အဲထွက်ပြေးတဲ့ဟာကိုလည်းပြောချင်တာအဲ့လိုထွက်ပြေးတယ်ထွက်ပြေးပြီးသွားရင်စစ်ကောင်စီဘက်ကပြန်ဖမ်းတယ်အဖမ်းပြီးသွားတဲ့အခါကျရင်ဒီနေရာဝဲပြန်လှုပ်ပြီးတော့နောက်ထပ်တစ်ခါပြန်ပြီးတော့ထတ်တိုက်ခိုင်းတာတွေလုပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီစီတီရဲ့အရှိုးကဒါစလိုင်းရိုးချင်းနဲ့ဆိုရင်ဒါကျွန်တော်ပြောပြတယ်ပေါ့နော်အဲသူတို့စီကနေပြီးတော့တစ်ခါ အဲပြန်ခွင့်ပေးလိုက်တဲ့သူပေါ့နော်အဲဒါကျွန်တော်တို့ဒီဘက်မှာထိမ့်သိမ့်ပြီးတော့အချိန်ကာလတခုကြာတဲ့အခါလိုအပ်ချက်ပြီးရင်ဒါမြေပြင်အခြေအနေတွေအားကြောင့်မလို့ပြန်လွှတ်ပေးလိုက်တဲ့တရားဆိုရင်သူကစစ်ကောင်စီဘက်ကစစ်ကောင်စီကိုတော့သူကသွားတာမဟုတ်ဘူးအဲဒါမဲ့စစ်ကောင်စီကနေပြီးသူ့ကိုပြန်ဖမ်းတယ်ပြန်ဖမ်းမိသွားတယ်ဖမ်းမိသွားတဲ့အချိန်မှာအဲ့ကောင်အေးမမြူအေးမမြူပဲနဲ့အိုက်တက်ကိုပဲပြန်ပို့ပြီးတော့နောက်ထပ်အိုက်တနေရာကိုပဲထပ်ပြီးတော့စစ်စင်ထိုးခိုင်းတယ်အိုက်အိုက်ဘက်အချမ်းပဲပေါ့နော်စစ်စင်ပြန်ထိုးခိုင်းတယ်အဲ့မှာအဆက်အသွယ်တောင်ပြန်ရတယ်ပေါ့နော် အာရှတို့ကျွန်တော်ကတော့ပန်းဖန်းခံရပြီးတော့အခုဆိုတာဝန်မှာပြန်ပေးခံနေရပြီဆိုပြီးအဲ့လိုတော့ဒါပြန်ပြီးတော့တည်ရတယ်ရှိတယ်ပေါ့နော်အဲ့တော့မင်းတို့ထွက်ပြေးတဲ့စစ်ကောင်စီတပ်သားတွေကိုပြောချင်တာအဲ့လိုမျိုးပြေးနေမဲ့အစားပြေးပြီးရင်မိမယ်မိပြီးရင်ပြန်ခိုင်းခံရမယ်အချိန်နေကောင်းတည်မယ်အဲ့ကြအဲ့လိုမျိုးပြေးနေမဲ့အစားတပ်ဖွဲ့တွေစီမှာအလင်းဝင်ပါတပ်ဖွဲ့တွေစီမှာလက်နက်ချပါဘာလို့လဲဆိုတော့တပ်ဖွဲ့တွေကမင်းတို့ကိုတပ်ဖို့အတွက်ဒီတိုက်ပွဲကိုတိုက်နေတယ်ဆိုတာမင်းတို့ကိုတပ်ဖို့အတွက်တိုက်နေတာမဟုတ်ဘူးစနစ်ကိုဖြုတ်ချဖို့အတွက်တိုက်နေတာမင်းတို့သာတကယ်နားလဲပြီးတော့မင်းတို့သာအမြင်မှန်ရမယ်ဟေးဆိုရင်ဒီဘက်က လုံးဝတလိုင်းတက်ဖွဲ့တွေကလက်ခံကြိုးဆိုပြီးသားလူလူတက်ရမှာတို့အဖွဲ့တွေကပျော်တဲ့အထဲမှာမပါဘူးပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးပြေးပြီးတော့အဖမ်းခံရမယ်အဲဒီစစ်ကောင်စီဘက်ကအဖမ်းခံရမယ်ဆိုတာတလိုင်းတက်ဖွဲ့ရဲ့စီမှာအဖမ်းခံရတာပို့ပြီးတက်တာလေဆိုတာကိုပြောချင်တာပေါ့နော်အဲ့တော့သူတို့ရဲ့မိမတွေသားသမီးတွေမိသားစုတွေကလည်းဒါကိုတိုက်တွန်းမှာဘာလို့လဲဆိုတော့ကိုယ့်အဖေကိုယောက်ျားဟိုပြေးလိုက်ဒီပြေးလိုက်သွေးဦးသွေးတန်းဖြစ်နေမဲ့အစားပေါ့နော်အခုနောက်လိုမျိုးအေးစီစီ အသက်ရှင်သန်ခွင့်ရအောင်ဒါအကြံဉာဏ်တွေပေးကြပါဗောနော်နောက်တစ်ခုကတော့ဒါပြင်ဦးလင်စစ်တပ်ကတို့ចောင်းကြည့်ចောင်းអော်ဗောနော်ဘ ෝජ ုတ်ဆိုးမြတ်ထွတ်အဲဒီကောင်းရင်တပည့်ကိုရေးအရာရှိရဲထွတ်ဗောနော်ဘွေရဲထွတ်ရဲပြီးရင်ဒုတိယဘုံမူကြီးတန်းလိုက်မြင့်ရဲကတဲ့ဒါဖတ်ခံရတယ်ဗောဗျာဖတ်ခံရတယ်ဖတ်ခံရဆိုတာလဲသူရဲ့လိုရုပ်လှုပ်စင်အလုပ်တွေចောင်းလို့ဖတ်ခံရအဲ့ဗာလဲဆိုတော့ရဲထွတ်ကကြတော့မိမမိမကိစ္စမိမကိစ္စနဲ့ဖန်ချုပ်ခံရရတယ်ဖန်ခံရရတယ်ဗောနော်တန်းလိုက်မြင့်ရကြတော့လက်စားရတယ်အဲနောက်တစ်ခုက အဲအဲ့ဒီကြောင်းအကြီးဖြစ်ပြီးဟေးဆိုတဲ့ခါကျရင်သူတိုင်းမှုထွက်ဖို့ထေချာတယ်အဲတရက်စီကြောင်းအကြီးဖြစ်ပြီးဆိုရင်တိုင်းမှုထွက်ဖို့ထေချာတယ်ဒီကောင်အခုမထွက်ဘဲနဲ့တော်တော်ကိုကြာနေတဲ့အနေထားအဲအဲ့ကိုအဲ့နေရာကိုအဲ့အဆင့်ကိုရောက်သွားရဲဆိုရင်သူကထောက်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 နဲ့မြန်တယ်ဗျပြောရမယ်ဆိုရင်ထေချာတယ်ပေါ့နော်အဲဒီတက်တဆင်းမြင့်ယာတို့ပေးဖို့ထေချာတဲ့နေရာတွေဖြစ်တယ်ဒါပေမဲ့အခုမမြန်ဘူးဆိုတာကအဲ့မှာအမှုကိစ္စတွေများနေလို့ ရက်စီလိုနေရာမျိုးမှာအမှုကိစ္စတွေများနေရဗျာအမှုကိစ္စဆိုတာရှိတယ်ဘာဘာတွေရှိလဲဆိုတော့ကျွန်တော်တက်ခဲ့ရတော့အောင်ဆိုရင်ဘိုလောင်းနေနဲ့ပတ်သက်တဲ့ဟာတွေရှိတယ်အချင်းချင်းရက်ဖြစ်တာတွေထွက်ပြေးတာတွေအဲ့လိုပေါ့နော်အမှုတက်တာတွေဒါမျိုးတွေရှိတယ်ဒါကခုနလိုသူတို့ရဲ့အုပ်ချုပ်မှုဘိုင်းနဲ့စလို့ပြဿနာတက်တယ်ဆိုတာတွေကတော့အခုနောက်ပိုင်းမှာပိုပြီးများလာတာပေါ့နော်အဲ့တော့ပြင်ဦးလွင်လို့နေရာမျိုးရက်စီကြောင်းလို့နေရာမျိုးမှာရှိတဲ့ညီပြတွေကအယမ်းပြော်တာအဲ့ကောင်နေအဲ့မှာနေရတာအယမ်းတက်တာလေပြီးရင်သူများကိုဆရာကြီးလောက်ရတယ်လေတင်းတဲ့ညီပြလောက်ရဗျာတချို့ အုပ်ချုပ်မှုဘိုင်းမှာနေရတဲ့အဖွဲ့ဆိုရင်လည်းဘိုလောက်နေကိုထိန်းရတယ်ဗျာအဲ့တော့ကြအရန်သူတို့အတွက်တက်တာလေအခုလိုမျိုးဒါနိုင်ငံတော်မှာဒီစစ်ကောင်စီတက်သားတွေအရာရှိတွေထွက်ပြေးတေဆုံးကြာရှုံးအဖမ်းခံရဒါမျိုးပုံစံဖြစ်နေတဲ့အချိန်မှာသူတို့ပိုတော်မှအဲ့နေရာမှာနေကျင်သေးတယ်ဒါပေမဲ့လည်းသူတို့ရဲ့ဖီအားတွေဘယ်တော့များနေလဲဆိုတာအဲ့နေရာကနေမှထွက်ပြေးတဲ့သူတွေလည်းများနေတယ်အမှုကိစ္စဖြစ်တဲ့သူတွေလည်းများနေတယ်ပြီးရင်ကိုကျိုးရှာတဲ့ကောင်တွေလည်းများလာတယ်ဗောနော်အဲပြီးတော့ကျတော့စစ်ရဲ့အရေးငွေတွေကလည်းအဲ့ဘက်ချမ်းမှာတန်းနေတယ်ဟောအဲ့ကျတော့ ဒါဒီနေရာမှာနေဖို့အတွက်ကိုကြောက်လန့်တကြဖြစ်နေရမျိုးလည်းရှိမယ်နောက်ဆုံးစစ်တဲ့ရဲ့အခြေအနေမှန်ပေါ့နော်အဲဥစ္စာကိုသိလာတဲ့အချိန်မှာဒါလုံးဝအသက်ရှင်နေရေးအတွက်ပဲရွေးချယ်သွားရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲကြတော့အဲ့အကြောင်းကအခုဆိုရင်အဲ့လိုအမှုကိစ္စတွေဖုံးကွယ်ထားရအများကြီးရှိပေမဲ့လည်းလုံးဝဖုံးကွယ်လို့မရတဲ့ကိစ္စတွေအကြောင်းမလို့သူယာရုနှောက်နေနေတယ်ဆိုပြီးတော့လည်းသိရတယ်အဲဘလိုပဲဖြစ်ဖြစ်သူတို့အထဲမှာဖြစ်နေတဲ့အတွင်းထဲမှာဖြစ်နေတဲ့အဖြစ်တစ်နှစ်တွေကိစ္စတွေကသူတို့အချင်းချင်းကြားမှာကိုပက်လက်ရိုက်ပြီးတော့ရှုပ်ရှက်ခတ်နေတာ ပြီးတော့အဲ့ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ကိုအလုပ်တွေများနေတာအရေးယူပါအောင်ဖတ်စားပါအောင်ဒါမျိုးပုံစံမျိုးနဲ့အလုပ်တွေများနေတဲ့အနေထားဟိုပြုံးတီးတဲ့အနေထားပေါ့ဗျာယာရုတွေတိုးပြရမယ်စာတိုးမပေးဘူးယာရုတိုးမပေးရတဲ့အခါအဲခုနလိုသူထက်တစင်းနေတဲ့ကောင်တွေကတိုးသွားတော့ပြဿနာတွေတက်ကြတယ်မကြေလည်မှုတွေရှိတယ်အမိတ်မနာခံတာတွေဖြစ်တယ်အဲ့လိုဖြစ်စဉ်တွေကဒါဒီနေရာတစ်ခုတည်းတည်းမဟုတ်ဘူးအခြားနေရာတော်တော်များများပါဖြစ်လာနေတဲ့အနေထားပေါ့နော်အရန်နေလို့ကောင်းပါတယ်သူတို့နေကျင်ပါတယ်ဆိုတဲ့နေရာဘာလို့လဲဆိုတော့တချို့ဆိုရင် အဲဒီသူတို့ရဲ့ကာလပြည့်ပြီဆိုတဲ့အချိန်မှာခြေလင်းကိုပြန်ဆင်းရမယ်ခြေလင်းကိုပြန်ဆင်းတဲ့အခါကျမှတဆင်းပြင်းယာရုပေးမယ်တကယ်လို့အဲ့လိုပြန်မဆင်းမဲနဲ့ရဲစီအကြောင်းမှာပဲထပ်ပြီးတော့နီးပြနေနဲ့နေမယ်ဆိုရင်ယာရုမပေးဘူးဆိုယာရုမယူဘဲနဲ့နေတဲ့ကောင်နဲ့အများကြီးရှိတယ်အခုတော့အဲ့အစ်စ်နေဒါကြော်လွန်ပြီးတော့ဖောက်လဲဖောက်ပြန်နေဖြစ်နေပြီပေါ့ဗျာနောက်တစ်ခုကတော့ဒါတလိုင်းတက်ဖွဲ့တွေအခုဆိုရင်အများကြီးစုစုစည်းစည်းဖြစ်လာတဲ့ဟာတွေပေါ့နော်နေပဲပေါင်းစုံခန္ဓာစုံကနေပြီးတော့တက်ဖွဲ့တွေအချင်းချင်းစုစည်းညီညွတ်စွာနဲ့အတူတူကတွေ့နေရတဲ့ အဲမှတ်တမ်းတွေကအများကြီးဖြစ်လာတယ်ဗောနော်မှတ်တမ်းတွေအများကြီးဖြစ်လာတယ်မြေပြင်မှာလည်းတကယ်တိုက်ပွဲဝင်တဲ့အခါမှာမတူညီတဲ့အဖွဲ့ပေါင်းစုံအားလုံးစုပေါင်းပြီးတော့ဒါတိုက်ပွဲဝင်နေကြရရှိရည်မှန်းချက်တစ်ခုလည်းအကောင့်တွေဖွင့်နေကြတာလေအများကြီးရှိတယ်ဗောနော်ခုဆိုလည်းဒါ BBL ရဲ့ဒါအခြေခံစစ်တမ်းဆင်းပွဲအခမ်းအနားမှာဒါတိုင်းသားတော်လိုင်းတပ်ဖွဲ့ခေါင်းဆောင်တွေပြီးရင်မြေပြင်ကတော်လိုင်းကိုဥဆောင်နေတဲ့သူတွေအများကြီးပဲဗောနော်ဥဆောင်သူတွေဒါပြီးရင် NUG ကအာ NUG ဝင်ကြီးဗောနော်ဒေါက်တာဇော်ဝေဆိုးကအစဒီနေရာမျိုးတွေမှာ ဒါတူတူစုပေါင်းပြီးတော့ဗောနတူတူကတွေ့ရတဲ့ဟာတွေရှိတယ်အဲ KNDA ကတပ်ဖွဲ့တွေပါတယ် VLA ရဲ့တပ်ဖွဲ့တွေပါတယ် VBLA တပ်ဖွဲ့တွေလည်းဒါတို့ရဲ့တင်းနှံစင်ပွဲဖြစ်တဲ့အတွက်ပါတယ်ဗောနအဲပြီးတော့ဒါ TNL လေးရဗိုလ်ချုပ်တာဘုံကျော်တို့ကအစဒါဒီနေရာမှာအတူတူတစုတဝေးတဲ့တွေ့ရတဲ့ဟာကဒေါ်လန်ပြည်သူတွေကိုရောဒေါ်လန်တပ်ဖွဲ့တွေရဲ့ဂျားမာရောဗောနအင်အားတည့်ရဖြစ်စေတယ်ဗောဗျာအဲဘာလို့ဆိုတော့ကျွန်တော်တို့ဆိုကျွန်တော်ဆိုရင်အမြဲတမ်းပြောခံရတယ်ဘာလို့ဆိုတော့ဒီကျွန်တော်ကကြတော့ဒီစစ်တပ်ဘက်ကနေထွက်လာစီဒန်လောက်လာတယ်ဗောနသူတို့ရဲ့လူ တို့ရဲ့လူဖြစ်ခဲ့တာပေါ့တို့ရဲ့လူဖြစ်ခဲ့တဲ့သူတယောက်ကဒီဘက်ကိုထွက်လာတယ်အဲထွက်လာပြီးတဲ့အချိန်မှာဒီ PDF တက်ဖွဲ့တွေတလိုင်းတက်ဖွဲ့တွေဆိုတာကတို့ရဲ့ရန်သူအဲ့တော့တို့ရဲ့ရန်သူနဲ့တို့ရဲ့လူဖြစ်ခဲ့တဲ့သူကမြေပြင်မှာပေါ့နော်အဲအခုလိုမျိုးဒါကြောင့် interview တွေမှာပဲဖြစ်ဖြစ်ပေါ့နော်စကားဝိုင်းပုံစံမျိုးမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးပုံစံမျိုးနဲ့တို့ကတွေ့ရပြီဆိုတော့အရန်အသေးပေါက်တာပေါ့အဲ့တော့ကျွန်တော်တို့တွေကိုသူကသွေးခွဲဖို့အတွက်အမြဲတမ်းစူးစမ်းခဲ့တယ်ရှေ့မှာလည်းသွေးခွဲခဲ့တယ်ဒီကြားထဲမှာကျွန်တော်တို့တွေကမြေပြင်မှာ ဒါပေါင်းစည်းပြီးတော့လှုပ်ဆောင်နေတာတွေအတူတူရင်းနှီးနှွှင်းထွေးတာဒါဆက်ဆံတွေးဆောင်နေကြတာတွေကိုမြင်တဲ့အခါမှာဒီကောင်တီကအရန်တဲပေါ့အဲဒါကြောင့်မကျွန်တော်ဆိုရင်လည်းအမြဲတမ်းချင်းချောက်လာပြီးလှုပ်တယ်ပေါ့နော်အဲဒါဒါကတော့ဒါကြုံလို့ပြောပြပါတော့ဒါဘာဖြစ်လို့လဲဆိုတော့အဲ့လိုတစုတစည်းတဲ့ဖြစ်သွားရင်တို့ဘာကြောက်လဲဆိုတော့အနည်းဆုံးတော့တိုက်ခိုက်ရေးတပ်ဖွဲ့တွေတစုတစည်းတဲ့ဖြစ်သွားတဲ့အခါနေရာဒေသအသီးသီးမှာတိုက်ပွဲတွေကိုအတူတူကပေါ်ဆောင်လို့ရတယ်အတူတူကဆိုတာကအတူတူလက်တွဲတိုက်တာမဟုတ်ဘဲနဲ့ ူကသူ့နေရာမှာတိုက်ပွဲဖော်ဆောင်ကိုကကိုယ့်နေရာမှာတိုက်ပွဲဖော်ဆောင်မယ်ဒါပေမဲ့အချိန်ကပ်ညီညွတ်စွာနဲ့တိုက်ပွဲဖော်ဆောင်လို့ရတယ်အဲ့ဒါဆိုရင်မင်းအောင်လိုင်စစ်တပ်ကယူကိုယူလာဒါအားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်သူတို့ရဲ့လက်ရှိအခြေအနေကစစ်မျက်နှာတွေအများကြီးဖြစ်နေတဲ့အနေအထားမှာတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပုံစံမျိုးနဲ့စစ်မျက်နှာတွေအများကြီးကိုတစ်ခါတစ်ခါလဲဖော်ဆောင်လိုက်တဲ့ခါကျတော့ဘယ်ကိုပြေးပြီးတော့ကယ်လို့ကယ်ရမှန်းမသိဘူးအဲ့လိုဖြစ်ကုန်တယ်ပေါ့နော်ဘယ်သူအဖေခေါ်လို့ခေါ်ရမှန်းမသိဘူးအလီရင်ဆိုလဲလီရင်အဲ့လိုပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျတော့ဒေါ်လာကြီးမှာပါဝင်နေကြတဲ့ဒါဒေါ်လာကြီးကိုဥဆောင်နေကြတဲ့ တာဝန်ရှိသူတွေရောပေါ့နော်ပြီးတော့ပြည်သူတွေရောဘာလို့တွေပုံဩကြမလားဆိုတဲ့အတွေးတွေကျွန်တော်တို့စဉ်းစားသင့်တယ်ပေါ့နော်အဲဒီ3နှစ်ဆို3နှစ်ဒီ၄နှစ်ဆို၄နှစ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ချိန်ကာလကြာလာတာနဲ့မြပြည်သူကလည်းပြင်းမှန်းတယ်တော်လိုင်းတက်ဖွဲ့လည်းအဲစိတ်တကြရရှိလာနိုင်တယ်အဲအဲ့တော့ကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့တတ်မှတ်ကာလတစ်ခုကျွန်တော်တို့တတ်မှတ်မဲ့အတူတူကသဘောတူပြီးတော့ပေါ့နော်အဲ့တော့တွင်းမှာတို့တိုက်ဖို့အတွက်ပဲစဉ်းစားမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်မင်းအွန်လိုင်းစစ်တဲ့ကြောက်ကိုကြောက်တယ်တကယ်ကိုအကြောက်ဆုံးကသူ့သူ့အတွက်ကအဲ့ဒါပဲ တပ်ဖွဲ့တွေအားလုံးစုပေါင်းပြီးတော့တိုက်ပွဲဝင်မဲ့ဟာကိုသူအကြောက်ဆုံးပဲပေါ့နော်။တကယ်သာအဲ့လိုမျိုးစုပေါင်းတိုက်ပွဲဝင်ပြီးဟေ့ဆိုတဲ့ခါကျရင်လေမြောင်းလည်းရဲ့လက်ရှိစစ်တဲ့အခြေအနေကဘလို့မှကာကွယ်ပေးနိုင်မှာသူတို့ကသူတို့ကာကွယ်နိုင်မှာမဟုတ်ဘူး။အကုန်လုံးကတုံးကဖြိုဖျက်ဖြစ်မဲ့အနေထားပေါ့နော်။အဲ့တော့အဲ့ဟာတွေကိုလည်းကျွန်တော်တို့တော်လိုင်းမှာဥဆောင်နေကြတဲ့သူတွေပါဝင်နေကြတဲ့သူတွေကစဉ်းစားစီခြင်းနဲ့တကယ်ကိုလုံနိုင်တဲ့ဟေ့ဆိုတဲ့ခါကျရင်တကယ်ကိုကောင်းဝင်တဲ့အရွတ်အကြီးကြီးလုံးဝပြီးတော်ပြီးသွားနိုင်တဲ့အနေထားတွေဖြစ်သွားနိုင်တယ်ဆိုတော့လေဒီနေ့ကနေပြောချင်ပါပဲဗျအားလုံးပဲကျေးဇူးတင်ပါတယ်